မင်္ဂလာပါခင်ဗျာကျွန်တော်လောက်ဦးပါကျွန်တော်ဒီနေ့ဗီဒီယိုကတော့ TikTok မှာမျှဝေပြီးထားတဲ့အမေးဖြေဗီဒီယိုလေးတွေကိုကျွန်တော် YouTube မှာပြန်ပြီးတော့ဗီဒီယိုအရှိပုံစံမျိုးနဲ့ကျွန်တော်ပြန်တင်ပြီးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့မိသက်နဲ့ပတ်သက်တဲ့ဗဟုသုတအတွေ့အကြုံတွေဖြစ်ပါမယ်ခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးမယ့်ဗီဒီယိုကတော့၃ပုဒ်ရှိပါတယ်၃ပုဒ်စလုံးကတော့မိသက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုကျွန်တော်မျှဝေထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ် ွေကြီးတဲ့ရန်ကုန်တီးတက်မိတဲ့တစ်ဖွဲ့ဆိုတာအဲ့ဘလိုမျိုးလဲဗျာအဲ့မသိလို့ပါအဲ့အာရန်ကုန်တီးတက်မိတဲ့မဟုတ်ဘူးဗျနာကူပါတယ်နော်အဲအဲ့ဒါနည်းနည်းပလွဲစီနဲ့နာကူရန်ကုန်တီးတက်မိတဲ့တစ်ဖွဲ့အဲကျွန်တော်ဒီအကြောင်းကိုအရင်ကောက်မှလည်းပြောဘူးတယ်ဗျအဲ့တော့ကျွန်တော်ကိုတေချာဆရာတွေလာရှင်းပြတာလည်းရှိတယ်ကျွန်တော်တို့တီးတက်တစ်ဖွဲ့အင်ကဘယ်လောက်ရှိပါတယ်ဘလို့ဥပဒေနဲ့ဖွဲ့စည်းထားပါတယ်ဆိုပြီးတော့ဗောနော် အဲကျွန်တော်ကဒီအကောင့်အကောင့်တက်ပြအဲကျွန်တော်အခုပြီးတော့ကျွန်တော်တစ်ခေါက်ပြန်ပြောပြပြီးတော့ဒီ number 1 uniform ကလည်းညနေမှာဟိုဘတ်နဲ့ဒီဟာရှိစာတန်းတော့ချုပ်ထားတော့ဆန်ဝိတ်ကြည်နဲ့ဝတ်ထားတာเนาะပုံမကြိုက် sorry ခွင့်လွတ်ပါလို့ဆရာတို့အဲကျွန်တော်အဲ့အကောင့်မှာလည်းပြောဘူးတယ်ဗျအဓိကတော့မြန်မာနိုင်ငံမှာမိသက်3မျိုးရှိတယ်ဗျအဲ့ထဲမှာမှဒီအစိုးရမိသက်လို့ခေါ်တဲ့တန်နေမိသက်ရှိမယ် နောက်တစ်ခုကတော့ဒီရက်ွက်တွေမျိုးနယ်တွေမှာရှိတဲ့အယံမီသက်ရှိပြီနောက်တစ်ခုကတော့ကျွန်တော်တို့တီးသက်မီသက်ဆိုပြီးတော့ရှိတယ်အဲဒီတီးသက်မီသက်ကဘာလဲဆိုတော့အထူးသဖြင့်ကတော့ဒီစက်ယုံအလုတ်ယုံတွေပေါ့နော်အဲ့ဒီလိုဟိုလူအများကြီးရှိတဲ့အယုံတွေကိုအဲကျွန်တော်ဒီအဲညမနိုင်ငံမီသက်တစ်ဖွဲ့ဥပဒေထဲမှာတော့အဲ့လိုလူရှိတဲ့ယုံတွေပေါ့နော်အဲမီသက်ဌာနကဒီတီးသက်မီသက်တစ်ဖွဲ့ ဖွဲ့စည်းဖို့ဆိုပြီးတော့ညွှန်ကြားချက်လာတယ်ပေါ့အဲ့ဒါကိုအဲ့ဒီစိတ်ုံပိုင်ရှင်ကနေပြီးတော့အဲလှုပ်ဆောင်ရတယ်ပေါ့အဲတပ်ဖွဲ့ဝင်အင်အားဘယ်လောက်နဲ့လုပ်မလဲဒါပစ္စည်းတွေသုံးမလဲဘယ်လိုဘယ်လိုတွေအဲ့ထဲမှာခေါင်းဆောင်ဘယ်လိုထားမလဲဘယ်လိုသူကဘယ်လိုတင်တန်းနေအပြင်မှာတတ်ထားပြီးပြီအဲဆိုတော့အဲ့လိုအချက်တွေတော့ပါတယ်ဗျာဒါပြောမယ်ဆိုလို့ရှိရင်တော့အများကြီးပဲပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးကိုပိုင်းအဲဒီလိုစိုက်ယုံတို့ ဖာရူကတီထောင်ထားတဲ့မိသက်ပါဒါပေမဲ့အဲသူတို့ကိုထိန်းချုပ်တာကြတော့မြို့နယ်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့မြို့နယ်ရပဲထိန်းချုပ်ပါတယ်ထိန်းချုပ်တယ်ဆိုတာအမိန်ပေးတယ်ဗောနော်အမိပေးဒီရှာခွေကေစိန်းနဲ့တက်တော်ဆိုတော့လကောင်းမိပေးအနေနဲ့ကင်းရှင်းနေတဲ့တော့လကောင်းအဲ့ဒီလုပ်ငန်းတွေမှာလှုပ်ဆောင်မှုအတွက်အပေါ်ကနေပဲအမိန်ပေးပါတယ်ခင်ဗျာအဲ့လောက်ဆိုသဘောပေါက်ပြီနော်အဲ့နောက်တစ်ခုအရေးကြီးကပြောမယ်အဲကျွန်တော်တို့က နာကူရန်ကုန်တီးတက်မီတက်ဆိုတော့ကျွန်တော်တို့ကလာစာမရပါဘူးတီးတက်မီတက်အများစုကလာစာရကြပါတယ်ခင်ဗျာအဲ့ဒီမှာအရန်နေလေလာစာမရပါဘူးเนาะအရန်မီတက်တွေလည်းလာစာမရပါဘူးအဲကျွန်တော်တို့ရဲ့ဒီဘတ်တစိတ်တွေဘာတွေကတော့ဒီဥပဒေထဲမှာတော့အရန်မီတက်နီးဒူဆိုပြီးတော့ပြထန်းထားတာရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မရှင်းနိုင်ရှိရင်ထပ်မေးကျွန်တော်တီးတက်လောက်ပြောပြမယ်အိုးရအရန်မီတက်ကလာစာမရဘူးဆိုတဲ့ လာသာမင်းကတော့အချားလုတ်တွေရလုတ်ကြလားခင်ဗျာတဲ့စားဝတ်နေရေးအတွက်လေးတဲ့အချားလုတ်လုတ်ရင်ရောတဲ့ကိုကအရင်နဲ့ဝင်ထားတော့အလုံးနဲ့အဆင်ပြေမလားခင်ဗျာတဲ့ဆိုတော့အဲဒီကွက်မိထားရပါတော့နော်ဒီရကဗျာကိုရဲ့ဝါသနာနဲ့စိုက်နေဝါသနာပါလို့ရှိရင်အဆင်ပြေတယ်အဲဘာလို့ဆိုကျွန်တော်အဖေလीကျွန်တော်ငငယ်ကလေးငငယ်တုန်းကပေါ့ဗျာကျွန်တော်အဖေဆိုလေအရင်မိသက်မှာအကြာကြီးလုတ်ခဲ့ဦးတယ်မြောက်ကလာအရင်မှာပေါ့သူတို့ကတော့ အဲဒီလိုပဲအလုံးရှိရင်သွားတယ်အလုံးမှလုံနေတယ်မီးလောင်ရင်လုံနေတဲ့နေရာကနေရှိရနဲ့မီးလောင်နေတဲ့ရှိကိုရောက်အောင်သွားတယ်ကျွန်တော်တို့အဖေခင်တော့ဆိုရအခုလိုဆိုင်ကယ်တွေဘာတောင်တိတ်မပိုးဘူးပြသူတို့စပိန်နဲ့လိုက်ရတာများတယ်နောက်ကနေပြီးဒီမီးတက်ကားတွေဘာဆိုလဲအဲ့တုန်းကအခုလောက်ထိ modify မဖြစ်ဘူးမီးလောင်တာကတော့ခေဆက်ဆက်အတူတူပဲဒါပေမဲ့မီးတက်ကားတွေကအဲ့တုန်းက modify တိတ်မဖြစ်တော့သူတို့ဆိုအဲ့ဒီစုပ်ပတ်တဲ့ဆက်တွေနဲ့ပတ်ကတာများတယ်အဲ့လိုပဲသွားကြတာပဲ ကျွန်တော်ကတော့ဟိုအရန်မိသက်မဟုတ်ဘူးဗျကျွန်တော်ကတီးသက်မိသက်ပေါ့နော်တီးသက်မိသက်ကတခြားတီးသက်မိသက်ဒီမှာလာတာရတာရှိတယ်ဗျတခြားဘုကုမ္ပဏီရဲ့ခေါ်တိုင်းလာတာရတာရှိတယ်ကျွန်တော်တို့ကတော့လာတာမရဘူးပေါ့ကျွန်တော်တို့ကပရိဒအတင်းကနေထောင်ထားတဲ့အရန်မိသက်ဆိုတော့လာတာတော့မရဘူးဒါပေမဲ့ကျွန်တော်ရဲ့အလုပ်ကကြောင့်ကျွန်တော်ကဓာတ်ပုံရိုက်တယ်အဲကျွန်တော်ရဲ့ professional လောက်ကအပြင်မှာဒီ event တွေတို့အထူးသဖြင့် event တွေတို့ဒီ wedding တွေတို့အဲ့လိုမျိုးဓာတ်ပုံရိုက်တယ်ခင်ဗျအဲ့တော့ဒါကကျွန်တော်ရဲ့အလုပ်ပါ အဲ့တော့ဘာဖြစ်လဲဆိုတော့အလုံးရှိလို့ရှိရင်ကျွန်တော်ကမီးလောင်လို့ရှိရင်သွားလို့မရဘူးအဲကျွန်တော်လောက်ကကြတော့ဟောဒီပွဲတွေကထားခဲ့လို့မရဘူးလေအဲ့တော့အလုံးရှိရဲ့နေဆိုရင်ကျွန်တော်မီးလောင်နေရှိမလိုက်ပါဘူးဒါပေမဲ့တိတ်လဲကြုံတာအရန်နေပါတယ်အလုံးရှိရဲ့နေကတော့ဒီလိုပါပဲအဲကိုဝါဒနာပါလို့ရှိရင်တော့သူ့အနေနဲ့သူဖြစ်သွားပါလိမ့်မယ်အခုအဲကျွန်တော်တို့ဒီမှာဗျာဟိုအစ်စ်ဝင်တဲ့တီးတက်မီးတက်တက်ဖွဲ့ဝင်တယောက်ရှိတယ်သူကဒီနားကဟိုတယ်မှာအလုပ်လုပ်တာ သူဆိုလို့ရှိရင်လေတညာလုံးလှုပ်လှုပ်တယ်မနက်မိုးလေကျွန်တော်ရှိမှဂျူဒီလာစောင့်နေအရေးပေါ်လမ်းကြောင်းရှိရင်အရေးပေါ်လိုက်တယ်အရေးပေါ်လမ်းကြောင်းမရှိဘူးဆိုရင်မီးလောင်လို့ရှိရင်မီးလောင်နဲ့ရှိဘူးလိုက်တယ်ဝါသနာပါနေသေးတော့ဒီကောင်မပင်မဲဘူးလှုပ်နိုင်တာပဲဟုတ်ကဲ့ကျေးဇူးပါခင်ဗျာအကူကြီးတဲ့မီးကအမြဲလောင်နေတာမဟုတ်ဘူးပေါ့တဲ့အဲ့လိုမလောင်တဲ့အချိန်ဒီမှာတဲ့မီးတဲ့သမားတွေဘာလုပ်တွေလုပ်လဲတဲ့ဒီတိုင်းနားနေတာလား ဘယ်လိုအလုပ်မျိုးတာဝန်တွေထမ်းဆောင်လဲတဲ့အတခြားလူတွေတော့မသိဘူးပေါ့နော်အကိုအကိုအနီနဲ့ပဲပြောမယ်အကိုတို့မှကြတော့မနဲ့မိုးလင်းဘာလုပ်လဲဆိုတော့အကွက်တယောက်တည်းဆိုတော့ထမင်းဟင်းအရင်ချက်ကထမင်းရင်တဏီကိုစားဖို့တော့ထမင်းအရင်ချက်တယ်အဲ့ဒါပြီးသွားလို့ရှိရင်အဲကျွန်တော်အကိုတို့ဒီနိုင်ကူညီမှုတင်းရန်ကုန် KMU နဲ့အရေးပေါ်ဌာနရှိရယ်မိသက်ရှိရယ်ပေါ့အကိုတို့ကမီးမလောင်ဆိုရင် KMU နဲ့အရေးပေါ်ဌာနမှာအတာဝန်ထမ်းဆောင်နေ ဲ့မှာじゃဘာလေလောက်ကြိုက်လဲဆိုတော့စေယုံစင်စေယုံတက်တဲ့လူနာတွေကိုသွားပို့ပေးရတာရှိတယ်။နောက်တစ်ခုအဆီတက်နေဆိုလို့ရှိရင်လည်းထွက်ပြီးတော့ကူညီပေးရတာတွေရှိတယ်။ဒါတွေမှမလောက်ကဘူးဆိုလို့ရှိရင်မိသက်ကတန်ရှင်းရေလောက်ကြတယ်မိသက်ကစေးကြောရတယ်ပြီးမိသက်ကကိုစစ်စေးရတယ်ဘယ်နေရာကြီးလိုအပ်ချက်တွေရှိနေလဲနှက်တွေလျော့နေလားပြီးလို့ရှိရင်အပေါ်ကအပေါ်သားမိသက်ဆက်ပေါ့အဲ့ဆက်ကိုစစ်စေးရတယ်အဲ့ဒါတွေအကုန်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ယူနီဖောင်းတွေလက်အိတ်တွေဖက်နှက်တွေ အဲ့ဒါကြီးစစ်စည်းရတယ်အယူနီဖောင်းတွေပြဲနေလိုက်ပြဲနေပြန်ချုပ်ကြတယ်ဖက်နက်တွေအောက်ကဘူရုံးနေပါနေပြီလားပါနေဓာလီနဲ့အရာဖော်ရတယ်ဂဲတွေဝင်ထုတ်ကြတယ်ပြီးရင်မီးတွေအသွင်းရတယ်ဒီဟိုမှတ်တမ်းလုပ်မဲ့ကင်မရာတွေပါတွေစစ်ကြတယ်အဲ့ဒီလုပ်တီးလုပ်ကြတယ်ပြီးရင်ညနေပဲဆိုရင်လေးချိန်ခန်းလုပ်ကြတာရှိတယ်ဒီပေခန္ဓာကိုကြက်ခံအောင်ပေါ့နော်အဲ့လိုလေးချိန်ခန်းလုပ်ကြတယ်အဲ့ဒါတွေလုပ်ကြပါတယ်ဒါကတော့အကြမ်းမြင့်ပေါ့နော်တခြားအလုပ်တွေလည်းလုပ်ရတာရှိသေးတယ် ဒီလိုတည်ကြည့်ရင်ထပ်မေးလို့ရတယ်တခြားမိသက်သမားတွေရောအဲသူတို့အားတဲ့အချိန်ဒီမှာဘာတွေလုပ်လဲဆိုတာ comment ဝင်ရေးွားလို့ရတယ်တို့မိသက်သမားတွေအချင်းချင်းပါဗျာမိတ်ဆွေတို့အနေနဲ့ဒီလိုအမေးဖြေဗီဒီယိုတွေကိုကြည့်ရတာအဆင်ပြေတယ်ဆိုရင်အောက်မှာအဆင်ပြေပါတယ်လို့ comment လေးရေးသွားပြီးလို့ရပါပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ကြသေးလေ subscribe လေးလုပ်ထားပေးပါဦးပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကဒီအစ်စ်တင်တိုင်းမိတ်ဆွေတို့အကြောင်းကြားပဲပြီးမယ်ခင်ဗျာ